အလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဘုဒ္ဓဘာသာတော်ကိုဆိုကားမိခဲ့တာကျွန်တော်တော့အချင်းပါပါကျွန်တော်ပြောမဆူမခဲ့ပါတယ်ဘုဒ္ဓဘာသာတော်ကိုကျွန်တော်ပြောမဆူမခဲ့ပါတယ်ဆိုကားမိခဲ့ပါတယ်ကျွန်တော်အခုနပေးချပါလို့ကျွန်တော်တော့ဝန်ကြီးပါတယ်ကျွန်တော်ဘာသာရေးကိုပြောတဲ့သူဖြစ်ပါတယ်ဘုဒ္ဓဘာသာတော်ကိုဆိုကားတဲ့သူဖြစ်ပါတယ်ကျွန်တော်အခုလိုနဲ့ဆိုကားမိခဲ့တယ်လို့ကျွန်တော်တော့ဝန်ကြီးလို့ပါ အမားကိုအမားမှန်းသိပြီးတော့ဝင်ချတောင်းပန်ခြင်းဟာကောင်းမြတ်တဲ့အလုပ်ဖြစ်ပါတယ်နော်သို့တော်လည်းပဲပြောစရာစကားတစ်ခုရှိတာကဒီကနေ့ကတိလက္ခဏပါဠိတော်တမညဖလာတုတ်တံမှာသဇာတတမင်းဟာမြတ်စွာဘုရားဟောကြားတဲ့တမညဖလာတုတ်ကိုနာကြားပြီးတဲ့နောက်မြတ်စွာဘုရားရာထူးအာနာစည်းစိမ်ကြောင့်အဖကိုတတ်မိပါတယ်အဲ့ဒီအပြစ်ကိုတိခံခွင့်လွှတ်တော်မူပါလို့ရှောက်ထားတောင်းပန်ပါတယ်ဒီအခါမှာမြတ်စွာဘုရားကတရားတော်မင်းမြတ် အမားကိုအမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူ၍အဇာတသမင်း၏လောက်ရက်ကိုခွင့်လွှတ်တော်မူပါတယ်။ဖခင်အစရှိတဲ့အရိယာသူတော်ကောင်းတွေကအဇာတသမင်း၏လောက်ရက်ကိုခွင့်လွှတ်ကြတော်လဲပဲ။အဇာတသမင်းကိုယ်တိုင်ပြုထားတဲ့မကောင်းမှုအကုသိုလ်ကံကတော့ခွင့်မလွှတ်တဲ့အတွက်အဇာတသမင်းဟာတည်လွန်တဲ့အခါမှာငရဲသူကြောက်ရွံ့ရပါတယ်။အခုလည်းဒီတိုင်းပါပဲနော်။ဒကာလေးကအမှားကိုအမှားမှန်သိပြီးတော့ဝန်ချတောင်းပန်လိုက်တော်လဲပဲ။ ဗုဒ္ဓဘာသာဝင်တရက်လုံးကခွင့်လွှတ်တယ်ရှိစေအောင်တော့အဲဒကာလေးပြုထားတဲ့အကုသိုလ်ကံရဲ့အစိုးကျကတော့အကျိုးပေးမှာဖြစ်ပါတယ်နော်။ဒါကြောင့်နောက်နောက်ဒီလိုအမှားမျိုးကိုမှားမမိအောင်စင်ကြင်ပါလို့ပြောကြင်ပါတယ်နော်။ဖုံဖုံဖရဗုဒ္ဓကနေခရိယံကူပြောင်းပြီးဗုဒ္ဓပြန်ဝင်ရင်ရမလားဖရ။ဘာဖြစ်တဲ့လဲဖုံဖုံဖရတဲ့။ဘာမှမဖြစ်ပါဘူးရပါတယ်နော်။သို့တော်လည်းပဲဒီနေရာမှာပြောစရာတခုရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့သံယုတ္တနိကေခန္ဓာဝကသံယုတ်ပါဠိတော်ဝကလိတုံမှာမြတ်စွာဘုရားကတရားကိုမြင်မှငါဘုရားကိုမြင်မယ်လို့အရှင်ဝကလိမထေကိုဟောကြားခဲ့ပါတယ်အဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်ကြောင့်တရားမြင်အောင်အရင်လုပ်ပါတရားမမြင်သေးတဲ့၍ဘုရားအစိတ်ကိုမမြင်သေးတာကြောင့်ခိုးဘာသာဘုရားကပဲကောင်းလို့လို့ဒီဘာသာဘုရားကပဲကောင်းလို့လို့ ਨੇ ဘာသာကူးပြောင်းနေအောင်မှာပဲဖြစ်ပါတယ် တရားကိုမြင်လို့ဖရာအစစ်ကိုမြင်ပြီဆိုရင်ဘာသာကူးပြောင်းတော့မှာမဟုတ်ပါဘူးเนาะဒါကြောင့်တရားကိုမြင်အောင်လဲလုပ်ပါလို့ပြောချင်ပါတယ်ဘာသာမဲ့တွေကရောတေပြီးရင်နတ်ပြည်ရောက်ပါသလားဖရာတဲ့နတ်ပြည်ရောက်ချင်းငရဲပြည်ရောက်ချင်းဆိုတာကဘာသာမဲ့ချင်းဘာသာရှိချင်းနဲ့မဆိုင်ဘူးเนาะကုသိုလ်အကုသိုလ်နဲ့ပဲဆိုင်ပါတယ်ကုသိုလ်ကောင်းမှုကိုပြုလုပ်မယ်ဆိုရင်နတ်ပြည်ရောက်မှာဖြစ်ပြီး အကုသိုလ်ကို ပြုလုပ်မယ်ဆိုရင်တော့ငရဲပြေရောက်မှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင် အချို့ကဗုဒ္ဓဘာသာဝင်ဖြစ်မှနတ်ပြေရောက်တယ်လို့ထင်တတ်ကြပါတယ်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးငရဲရောက်သွားတဲ့သူတွေတပုံကြီးရှိပါတယ်ဒါဖြစ်ရင်ဗုဒ္ဓဘာသာဝင်များအနေနဲ့ဗုဒ္ဓကိုဘာကြောင့်ကိုးကွယ်နေရပါသလဲလို့မေးလာပါကဗုဒ္ဓဘာသာဝင်များအနေနဲ့ဗုဒ္ဓကိုကိုးကွယ်ရခြင်းအကြောင်းဟာ တန်တရာဝစ်စင်းရဲကလွတ်မြောက်ဖို့ဖြစ်ပါတယ်ဗုဒ္ဓဖျားရှင်ပွင့်ပေါ်လာရတဲ့တကယ့်ရည်ရွယ်ချက်အမှန်ကလည်းပဲတန်တရာဝစ်စင်းရဲကလွတ်မြောက်ရာလမ်းအမှန်ကိုပြဖို့ဖြစ်ပါတယ်ဒါကြောင့်နတ်ပြည်ရောက်ချင်းမရောက်ချင်းဟာဘာသာမဲ့ချင်းမမဲ့ချင်းနဲ့မဆိုင်ပါဘူးကုသိုလ်အကုသိုလ်နဲ့ပဲဆိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ဒါဆိုကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားနိုင်တယ်ပညာတွေလည်းတက်တယ် ဒါပေမဲ့မဟုတ်တာတွေပဲလုပ်နေတာဒါဆိုလဲလူပဲလားဖေဟာတဲ့တကတော့မကောင်းမှုကို ကျူးလွန်နေတဲ့လူတိုင်းဟာကြိုက်လို့ပျော်ပျော်ကြီးကျူးလွန်နေတဲ့လူတွေလည်းရှိသလိုဘယ်လိုမှမလွဲမရှောင်သာတဲ့အတွက် ကျူးလွန်နေကြရတဲ့လူတွေလည်းရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မကောင်းမှု ကျူးလွန်နေတာကိုကျူးလွန်နေမှန်းသိတဲ့လူကမကောင်းမှုကျူးလွန်နေတာကိုကျူးလွန်နေမှန်းမသိတဲ့လူနဲ့ရှင်မယ်ဆိုရင် ်ပညာရှိဖြစ်နိုင်ပါသေးတယ်။မကောင်းမှုကျူးလွန်နေတာကိုကျူးလွန်နေမှမသိတဲ့လူကပညာမဲ့ပြီးလူဖြစ်ပါရှုံးတာပါ။နော်။အဲ့ဒီသဘောကိုဥစဉ်ကပြောလိုတဲ့အတွက်ကုသိုလ်ကိုမပြုတ်နိုင်မကောင်းမှုကို မရှောင်ကျဉ်နိုင်သေးရင်တောင်မှလူစည်ရင်းဝင်ပြီးလူပီးသားဖို့အတွက်ကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားသိဖို့လိုတယ်လို့ပြောတာပါ။အဲ့ဒါကို တကားတော်ကကိုလိုရာဆွဲပြီးတွေးသွားတာပါเนาะအဲဥစဉ်ဒါလေးပဲပြောခြင်းပါတယ် လူပုဂ္ဂိုလ်ရေးရာလူကိစ္စတွေနဲ့လူဝေနီးတွေနဲ့ဖုံဖုံဖရာတို့ဝေနီးတွေနဲ့ဆိုင်လို့လားဖရာမတိလို့ပါဖရာတဲ့မြတ်စွာဘုရားပြည့်ညက်ထားတဲ့ဝေနီးသိက္ခာပုဒ်တွေဟာ အရေးအတွက်အားဖြင့်228ပါးရှိပါတယ်အဆိုပါ228ပါးသောဝေနီးသိက္ခာပုဒ်တွေနဲ့လူကင်းပြီး လူပုဂ္ဂိုလ်တွေကောင်းကျိုးဖြစ်စေမယ့်အရာဆိုရင်ဖုံကြီးယဟန်းတွေဝင်ရောက်ကူညီလို့ရပါတယ် ထင်ရှားတဲ့တာရကတစ်ခုကိုခြားပြရမယ်ဆိုရင်950နိပတ်တော်ဧကကနိပတ်လိတ်တဝက်မဟာတာရဇတ်တော်၌ကောသလမင်းကြီး၏နန်းတော်မှာ ကောသလမင်းကြီး၏ဗရမ ्या ဥရှောင်ပျောက်ဆုံးသွားတဲ့အတွက်နန်းတွင်းသူနန်းတွင်းသားတွေဟာစိုးရိမ်ထိတ်လန့်နေကြတာကြောင့်ရှင်အာနန္ဒာဝင်ရောက်ဖြေရှင်းပေးလိုက်တဲ့အခါမှာဗရမ ्या ဥရှောင်ပျောက်ဆုံးတဲ့ကိစ္စဟာပြေလည်သွားပါတယ် ယနေ့ခေတ်ဘာသာရေးအမြင်ကျင်းတဲ့လူတွေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင် ဖုန်ကြီးဟာဖုန်ကြီးနေရာမနေဘဲဝင်ပါတယ်ဆိုပြီး ရှင်အာနန္ဒာမထေရကိုကဲ့ရဲ့ကြမှာဖြစ်ပါတယ်။မြတ်စွာဘုရားကတော့မကဲ့ရဲ့တဲ့အပြင်ပါဒုတာဒုအာနန္ဒာလို့ခေါ်ဆိုတော်မူပြီးရှင်အာနန္ဒာကိုအကြောင်းပြုလျက်မဟာတာရဇတ်တော်ကိုဟောကြားတော်မူပါတယ်။ဒါကြောင့်ဖုန်ကြီးယဟန်တွေဆိုတာဟာလူပုဂ္ဂိုလ်တွေရဲ့လှူဒန်းမှုကိုအမိပြုစားတောက်နေရတာကြောင့် ဝင်းဒီသိခါပုတ်တွေနဲ့လုကင်းပြီးလူပုတ်ကိုယ်တွေကောင်းကျိုးဖြစ်စေမဲ့အရာဆိုရင် ပါဝင်ကူညီဆောင်ရွက်ပေးလို့ရတယ်ဟုမှတ်သားထားရမှာဖြစ်ပါတယ်။ရှင်ဖေယသူတော်ဘာအပေါ်မကောင်းကြံပြီးစကားပြောဆိုသူမကောင်းတာကြံစီသူ အကောင်းမြင်စိတ်မရှိသူတွေကဘယ်လိုအပြစ်မျိုး ဖြစ်နိုင်ပါသလဲအရှင်ဖေယတဲ့။အချားကိုမကြည့်ပါနဲ့အရှင်ဒေဝဒကြီးကိုကြည့်လိုက်ပါ။အရှင်ဒေဝဒကြီးဟာ ဖရာအလောင်းကိုရွဲပုံတဲ့ဘဝကနေစပြီးဖရာဖြစ်တဲ့အထိမကောင်းမြင်စိတ်တွေနဲ့မကောင်းကြံစီပြီးဒုက္ခပေးခဲ့တာကြောင့်တန်တရာတစ်လျှောက်လုံးမှလည်းအပေလေးပါးသို့ကြာရောက်ပြီးအရှင်ဒေဝဒတ်ဘဝသို့ရောက်တဲ့အခါမှလည်းပဲဖရာကိုမကောင်းမြင်စိတ်တွေနဲ့မကောင်းကြံပြီးဒုက္ခပေးခဲ့တာကြောင့်နောက်ဆုံးမှအပေသို့ကြာရောက်သွားရပါတယ်။ဒါဟာသူတစ်ပါးကိုမကောင်းကြံစီသူတွေရဲ့နောက်ဆုံးရတဲ့ရလဒ်ပဲဖြစ်ပါတယ်။ ို့တော့အပြည့်အကြီးအသေးကတော့မကောင်းကြံစီခံရတဲ့သူရဲ့တီလအနေအများပေါ်မူတည်ပါတယ်။ဥစဉ်လဲကိုကိုကိုတရားမဟောတတ်ဘူးထင်တယ်။သူများပြောတာတွေလိုက်ကြည့်ပြီး ပြောနေဟောနေရတာပြီးတော့အဲ့လိုတွေကြည့်နိစ္စဂီတနဲ့ရောမညိဆုံးဘူးလားတဲ့။ဥစဉ်ရဲ့တက်တော့အောက်ကနိုင်ငံရေးလဲမတင်ဘူး။ဘာသာရေးနဲ့ပတ်သက်ပြီးတော့လဲပဲ။ အခြားဘာသာဝင်တွေကိုထိခိုက်ပြောဆိုတာတွေလည်းမတင်ဘူးเนาะဓမ္မတသက်ပဲတင်တာအဲ့ဒါကိုဥသိရဲ့တက်တော်ကဒကာဒကမအားလုံးသိကြပါတယ်အဲ့ဒီလိုဓမ္မတသက်ပဲတင်တဲ့အကောက်ကိုဒကာတော်တို့လိုလက်တဆုပ်စာရှိတဲ့လူ내တစုကလာပြီးတိုက်ခိုက်နေတာဟာသူတော်ကောင်းတရားထွန်းကားသွားမှာကိုအလိုမရှိလို့လားဟွန်း သူတော်ကောင်းတရားထွန်းကားသွားမှာကိုဘာလို့ကြောက်နေကြတာလဲဗျ။ဗါတဲ့နိစ္စဂီတနဲ့ရောမညီဆုံးဘူးလားတဲ့။မြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဝိနည်းသိက္ခာပုဒ်တွေဟာဆံရအင်္ဂါရက်တွေရှိပြီးသားပါ။ပါရာဇိကအဘတ်ဆိုရင်လည်းပဲပါရာဇိကအဘတ်နဲ့ဆိုင်တဲ့အင်္ဂါရက်တွေရှိပြီးသားပါ။တန်ကဒိဋ္ဌိအဘတ်ဆိုရင်လည်းပဲတန်ကဒိဋ္ဌိအဘတ်နဲ့ဆိုင်တဲ့အင်္ဂါရက်တွေရှိပြီးသားပါ။ အလားတူပါပဲအခြားသောအငယ်စားသိခါပုတ်တွေမှာလည်းသူတို့နဲ့ဆိုင်တဲ့အင်္ဂါရက်တွေရှိပြီးသားပါအဲ့ဒီလိုအင်္ဂါရက်တွေနဲ့ညီစောမှတာအဘက်တင်တာပါနိစ္စဂီတဆိုတာအတန်ကြာယုံနဲ့အပြည့်မဖြစ်ပါဘူးเนาะတာယာနှစ်သက်လို့သောစိတ်နဲ့လုံးလာပြုတ်ပြီးနားထောင်မှတာနိစ္စဂီတအပြည့်ဖြစ်တာပါအခုဦးစင်းတင်ထားတဲ့ဗီဒီယိုဖိုင်ကဘယ်မှာနိစ္စဂီတပါလို့လဲဗျဟွန်း တကတော်ကဝီနီးအကြောင်းလဲနားမလဲပဲနဲ့ဝီနီးအကြောင်းလဲပြောကျင်သေးတယ်နော်ဝီနီးအကြောင်းကိုပြောကျင်တယ်ဆိုရင်ဝီနီးဆိုတဲ့စကားလေးတခွန်းရဲ့အတိတ်ပဲကိုပဲ အရင်သိအောင်လုပ်ပါလို့ဥစဉ်ပြောကျင်ပါတယ်ကျမ်းမှာချမ်းသာပါစီအရှင်ဖရာဖရာသားတော်တွေကညစာဘာကြောင့်မစားရတာလဲဆိုတာလေးရှင်းပြပါဦးဖရာတဲ့ညစာမစားရတဲ့တိခါပုဂ္ဂိုလ် ဝိကာလဘောဇနာတိခါဘုလို့ခေါ်ပါတယ်အဆိုပါဝိကာလဘောဇနာတိခါဘုကိုမြတ်စွာဘုရားကကျမ်းမာရေးနဲ့ပတ်သက်ပြီးပြည့်ညတ်တာပါเนาะတခါတုန်းကမြတ်စွာဘုရားဟာခြေသားယဟန်တို့မနက်ပိုင်းတစ်ချိန်သာဖုံးပေးပြီးညနေပိုင်းမဖုံးပေးဘဲနေခြင်းဟာအနာရောဂါကင်းခြင်းညောင်းညာကြိုက်ခဲမှုမရှိခြင်းပေါ့ပေါ့ပါပါနဲ့အာရင်ပြေဝခြင်းဆိုတဲ့အကျိုးတွေကိုရရှိခံစားရတယ် ဒါကြောင့်တင်ချေသားတို့ဒီလည်းပဲနံနက်ပိုင်းတစ်ချိန်သာဖုံးပေးပြီးညနေပိုင်းမဖုံးပေးဘဲနေရမယ်ဆိုပြီးတော့ဝိကာလဘောဇနာတိခါပုဂ္ဂိုလ်ပြည့်ညတ်တော်မူပါတယ်။ဒါကြောင့်တန်ဃာတော်တွေဟာညနေစာမစားရခြင်းဖြစ်ပါတယ်။ဖုံဖုံဖယားတင်းပိုင်ကိုကွင်းဝစ်တာဟာယဟန်တန်ဃာများနဲ့တင့်တော်ဘာသနာဖယားမသိလို့ပါဖယားတဲ့။လူတို့ကဲ့သို့အဝိဝိနည်း၅မျိုးထဲမှာတတဝလိကဝင်းချုပ်၍ဝင်းနည်းဆိုတာပါတယ်နော်။ အဲ့ဒီလိုဂွင်းချုပ်၍ဝီနီဆိုတာပါတာကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင်လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်သွားပြီမြတ်စွာဘုရားကမဟာဝါပါဠိတော်မှာယဟန်တို့လူတို့ဝီနီတကယ်သို့မဝတ်ရလူတို့ဝီနီတကယ်သို့ဝတ်လျင်ဒုက္ခအဘက်တင့်စေလို့ဝီနီတိခါဖို့ပြဋ္ဌာန်းတားမြစ်ထားပါတယ်အဲ့ဒီလိုပြဋ္ဌာန်းတားမြစ်ထားတဲ့အတွက်ကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင်လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်တဲ့အတွက်ဒုက္ခအဘက်တင်ပါတယ်။ဒါကြောင့် မဝတ်သင့်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်နော်ဆရာတော်ဖရာတခုလောက်သိပါရစေဖရာနိဗ္ဗာန်လည်းအမှန်တကယ်ရှိတယ်နိဗ္ဗာန်ရောက်နိုင်တဲ့လမ်းစဉ်လည်းရှိတယ်လမ်းပြသူလည်းရှိရဲ့သားနဲ့ဘာလို့နိဗ္ဗာန်မရောက်ရတာလဲအရှင်ဖရာတဲ့ဒီလိုမိခုံးမျိုးကိုမြတ်စွာဘုရားလက်ထက်မှာပုံနာတယောက်ကမြတ်စွာဘုရားကိုမေးဘူးပါတယ်မေးပုံကမြတ်စွာဘုရားမြတ်စွာဘုရားဤသာသနာတော်မှာ မြတ်စွာဘုရားဤတပိတဝကအကုန်လုံးနိဗ္ဗာန်ရောက်ပါသလားလို့မေးပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကပုံနာကြီးနိဗ္ဗာန်ရောက်တဲ့သူလဲရှိတယ်လို့မရောက်တဲ့သူလဲရှိတယ်လို့ဖြေကြားတော်မူပါတယ်။ပုံနာကမြတ်စွာဘုရားနိဗ္ဗာန်လဲရှိတယ်။နိဗ္ဗာန်သွားတဲ့လမ်းကြောင်းလဲရှိတယ်။နိဗ္ဗာန်ကိုညွှန်ပြပေးတဲ့သူလဲရှိပါရဲ့နဲ့။ဘာကြောင့်နိဗ္ဗာန်ရောက်တဲ့သူကရောက်ပြီးနိဗ္ဗာန်မရောက်တဲ့သူကမရောက်ရတာလဲလို့မေးမြန်းပါတယ်။ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးတင့်ကိုငါတခုမေးမယ်။ သင်သာဝတိမြို့သွားတဲ့လမ်းတိပါတလားလို့မေးမြန်းတော်မူပါတယ်။ပုံနာကြီးကတိပါတယ်ဖရာလို့ပြန်လည်ဖြေကြားပါတယ်။ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးလူနှစ်ယောက်ကသာဝတိမြို့သွားတဲ့လမ်းကိုမသိတဲ့အတွက်သင်ကိုမေးတဲ့အခါမှာသင်ကသာဝတိမြို့သွားတဲ့လမ်းကိုညွှန်ပြလိုက်တဲ့အခါအဲ့ဒီလူနှစ်ယောက်ထဲကပထမလူကသာဝတိမြို့ကိုသင်ညွှန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်တန်သွားတဲ့အတွက်သာဝတိမြို့ကိုရောက်တဲ့ ဒုတိယလူကတင်ညွန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်းတန်းမသွားပဲသူသွားကျင်တဲ့နေရာသွားနေမယ်ဆိုရင်တာဝတိမျိုးကိုရောက်ပါမလားလို့မင်းများတော်မူပါတယ်။အဲ့ဒီအခါမှာပုံနာကြီးကမရောက်ပါဘူးဖះလို့ဖြေကြပါတယ်။မြတ်စွာဘုရားကပုံနာကြီးတာဝတိမျိုးလည်းရှိတယ်။တာဝတိမျိုးကိုသွားတဲ့လမ်းလည်းရှိတယ်။တာဝတိမျိုးသွားတဲ့လမ်းကိုညွန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့။ဘာကြောင့်တာဝတိမျိုးကိုမရောက်ရတာလဲလို့မင်းများပါတယ်။ပုံနာက မှန်လားပါတပိတော်ညွှန်ပြတဲ့လမ်းအတိုင်းမသွားလို့မရောက်တာဖြစ်ပါတယ်ဘုရားလို့ပြန်လဲဖြေကြပါတယ်ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးအဲ့ဒီဥပမာအတိုင်းပဲငါဘုရားဘလောက်ပဲဟောဟောနာကြားတဲ့သူကကိုယ်တိုင်ကြင်ကြံအာထုံမှုမရှိဘူးဆိုရင်နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးလို့ဖြေကြတော်မူပါတယ်ဒါကြောင့်နိဗ္ဗာန်လဲရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းလဲရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းကိုညွှန်ပြပေးတဲ့သူလဲရှိပါရဲ့နဲ့နိဗ္ဗာန်မရောက်ရတဲ့အကြောင်းရင်းဟာ ကိုယ်တိုင်ကြင်ကြံကြိုးပုတ်အားထုတ်မှုမရှိလို့ပဲဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖျားပန်းကတ္တာနဲ့ပတ်သက်ပြီးတော့ဖျားပန်းဦးနှစ်ဦးမထိုးကောင်းဘူးလေးဦးမထိုးကောင်းဘူးဆိုတာဟုတ်ပါသလားလို့ဦးစင်းကိုမေးလာကြတဲ့အတွက်ဖြေပေးမှာဖြစ်ပါတယ်နော်။အရင်ဆုံးပန်းပားကြောင့်ကဲရတယ်ဆိုတာသိဖို့လိုပါတယ်။မြတ်စွာဘုရားပါဝဋ္ဌိပြေဇေတဝန်ကျောင်းတိုက်မှာတရင်သုံးတော်မူစဉ်အနေနဲ့အရရက်ကလူတွေဟာဖျားဖူးလာကြပါတယ်။ နေဘူးတဲကလာရတာဖြစ်တဲ့အတွက်ဖះရှိရောက်တဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကချွေးနှံ့တွေဟာထွက်ပါတယ်အဲ့ဒီလိုမတန်ရှင်းတဲ့ချွေးနှံ့တွေထွက်တဲ့အတွက်ချွေးနှံ့တွေပြောက်အောင်ဆိုပြီးတော့အရှင်အာနန္ဒာမထေရမြတ်ကပြိဋ္ဌတ်ကြားတဲ့ကိုမှုကြိုင်တဲ့ပန်းတွေလိုက်ထားပါတယ်ပန်းတွေရဲ့အနံ့ကြောင့်မကောင်းတဲ့ချွေးအနံ့သက်တွေပျောက်ပြီးတော့တကြောင်လုံးပန်းနံ့တွေမှုကြိုင်သွားပါတယ်အဲ့ဒီကနေစပြီးတော့ပန်းကတ်တဲ့အလိထဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်နော်ပန်းကတ်တယ်ဆိုတာဟာ ဖះเจ้าဆောင်ကိုမှုကြိုင်ဖို့ကတ်တာဖြစ်တဲ့အတွက်စုံဒီမတွေခွဲကြเสียရမလိုပါဘူးเนาะစုံဒီမတွေကကောင်းကျိုးဆိုးကျိုးပေးတာမဟုတ်ပါဘူးဥဒ္ဓအကုဒ္ဓကသာ ကောင်းကျိုးဆိုးကျိုးပေးတာပါဖះပန်ကတ်တာဟာကုဒ္ဓဖြစ်ပါတယ်ကုဒ္ဓဆိုတာကကုတလဆိုတဲ့ပါဠိကလာတာပါကုဆိုတာကအစိုးတရားကိုပြောတာပါတလဆိုတာကဖယ်ရှားတာကို ပြောတာပါအစိုးတရားတွေကိုဖယ်ရှားပြီးကောင်းတာတွေကိုဖြစ်စေတဲ့အရာမှန်သမျှကုသိုလ်ဖြစ်ပါတယ် ဖျားပန်းကတ္တာဟာကုသိုလ်ဖြစ်စေတဲ့အတွက်စုံဒီမတွေခွဲခြားเสียရမလိုပါဘူးเนาะဒါကြောင့်ဖျားပန်းကတ်ပြီဆိုရင်မိမိနှစ်သက်တယ်လို့ကတ်နိုင်ပါတယ်